အားလုံးပဲမင်္ဂလာပါရှင်။ Sutero page ကနေမှပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာကတော့တစ်ဖက်လူပါကို့အပေါ်ဘာရီဖုံးခွက်ထားလဲဆိုတော့ pick up by reading လေးကိုပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ဒီ reading ဒီ reading ကိုကြည့်ရှုဖို့ရည်ရွယ်ထားတာကတော့ crash ရတဲ့လူနောက်ပြီး situation ရှင်းဖြစ်တဲ့လူနောက်ပြီး RS မှာအစမပြေရဲ့ RS တိပေါ့နော်။နောက်ပြီးကို့ကို ghost သွားတဲ့လူဒီလူတွေကြည့်လို့ရပါတယ်။တကယ်လို့ internet တွေဒီ RS တွေအနေနဲ့ပေါ့နော်။ အဆင်ပြေဘူးဆိုရင်တော့ကြည့်လို့ရပါတယ်ဟို relationship တွေအဆင်ပြေဘူးဆိုရင်တော့ကြည့်လို့ရပါတယ်အဆင်ပြေနေရင်တော့မကြည့်ကြပါနဲ့ပေါ့နော်ဘာလို့လဲဆိုတော့ဒါကဟိုကိုကပေါ်ပေါ်ပါပဲသဘောထားပြီးမှကြည့်ရင်တော့ကြည့်လို့ရပါတယ်တချို့ကျတော့ဒီ video နေ့ကိုကြည့်ပြမှလေတယောက်နဲ့တယောက်အလုံးတန်တရားတွေတိုးပွားလာတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်လို့ပါဟိုပြောချင်တာကတဲတော့ကိုမမအောင်လို့ပြောရတော့မဟုတ်ပါဘူး။အာစူကတော့ကိုကိုယုံကြည်ပါတယ်။စူဟော်ရတဲတော့တရားမှတ်ကန်နေပေါ့နော်။ဒါပေမဲ့ဘာဖြစ်လဲဆိုတဲ့ခါကျတော့ဟိုတစ်ဖက်က တရက်ကိုအယုံကြည်မရှိတဲ့လူမျိုးဖြစ်နေရမျိုးပေါ့နော်နောက်တစ်ခါကျတော့ဒီတစ်ဖက်လူကသူမပြောချင်တဲ့အရာတွေကိုတရက်ကနေပြီးတော့တဆင့်တိသွားတဲ့အခါမျိုးမှာဟိုတနေ့တယောက်ချားထဲမှာ conflict လေးလေပုံပြမှာဖြစ်တတ်သွားတာပေါ့နော်နောက်တစ်ခါကျတော့ဒီဒီတရက်မိရဲ့အထင်မှာပါဒီအတွဲတွေပေါ့နော်အတွဲတွေမှာကိုယ်ကစိတ်ရှည်ရမယ်လို့သူကဟောလိုက်တယ်ဒါပေမဲ့ဒီကိစ္စလက်တွေမှာသူကစိတ်မရှိဘူးစိတ်မရှိဘဲနဲ့သူဖြစ်စင်တာမျိုးစွတ်တွေ့ရပြောရဲပေါ့နော်အဲ့ဒီခါမျိုးမှာမဖြစ်သွားလဲဆိုတဲ့အခါကျတော့ ဒီအဆင်ပြေနိုင်တယ်လို့ပြောထားတဲ့ဟာကစန့်ကျင်ဘက်ကိုပြောင်းလဲသွားတယ်ပေါ့နော်ဘယ်လိုမျိုးလဲဆိုတော့စူဟောတာကစိတ်ရှိရှိထားစိတ်ရှိရှိထားအချိန်ကာလတစ်ခုအစားရမယ်စိတ်ရှိမှအဆင်ပြေမယ်ပေါ့အဲ့ဒါကိုသူကလုံးဝစိတ်မရှိနိုင်အောင်စိတ်မရှိပဲနဲ့အလိုဇွတ်တရွတ်တွေလုပ်တဲ့ခါကြတော့လေဒီအဆင်ပြေနိုင်တဲ့ reading ကဒီမှာဒီ opposite ပေါ့နော်မပြေတဲ့ဘက်တွေကိုရောက်ကုန်တယ်ပေါ့နော်အခါကြတော့ဟိုဒီ reading ကိုအဲတိကျပါယုံကြည်ပေးကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အဲဒါမဲ့ဟိုတကယ်လို့ပေါ့နော်အဆမပြေတဲ့လူတွေဆိုရင်အဆမပြေဆိုတာကဒီအခု reading မှာအဲ့ဆက်ဆက်ရေးတွေအဆမပြေကြအောင်ဆိုရင်တော့ဟိုကိုကကိုဟိုတိချာလေးလေးလာပြီးမှဒီ tarot ကိုလည်းကြည့်ပေါ့နော်ပြီးတော့ကိုကကိုလည်းအဲတေချာလေးလေးလာပြီးတော့မှပဲအဖြေထုတ်စီချင်ပါတယ်ပေါ့နော်။ဘာလို့လဲဆိုတော့ခါကြတော့ဟိုတချို့တွေကပေါ့နော်ဒီအဲ့လိုမျိုးအဆင်ပြေတဲ့ဟာတွေကိုသူတို့ဖော်ထုတ်ကြတဲ့အခါမျိုးမှာ တက်တင်မရှိဘဲနဲ့ပေါ့နော်တက်ရော့ကပြောလို့တက်ရော့ကပြောလို့ဆိုတဲ့အခါမျိုးဖြစ်တဲ့အခါမျိုးမှာတက်မန်တယောက်ကြာတော့ပြန်လာယုံကြည်မှုလားပုံမရကြဆန်းလာတယ်ပေါ့နော်ဟိုတစ်ဖက်ကပေါ့နော်ဒီတက်ရော့ကိုမယုံကြည်တဲ့လူဖြစ်နေတဲ့အခါမျိုးမှာပေါ့အဲ့ဒါကြောင့်မလို့ဒီစုကတော့ဒီ reading တွေကိုပေါ်ပါပဲသဘောထားပြမှကြည်ပါ personal reading ဆိုရင်တော့ပုံပြမကိုနဲ့လည်းကိုက်ကြီးရဲ့အတွက်ကြောင့်မလို့ပုံပြမလည်းတိကျတယ်ပေါ့နော်ဒါမဲ့ဟိုစုနဲ့တက်ရော့မေးတဲ့လူတွေဆိုရင်တော့သိပါတယ်စုအမြဲတမ်း ိုတစ်ဖက်လူကတကယ်လို့ပေါ့နော်သက်ပါစနေပါရင်ဝင်နေတယ်ဆိုရင်တော့မှစူကအဲတတိစာလေးလိလာကြည့်ပါပေါ့လိလာပြောမှာပဲပြောပါပေါ့အဲအဲ့လိုမျိုးပဲစူကအမြဲတမ်းအကြံပေးလေးရှိပါတယ်ပေါ့နော်အဲ့ခါကျတော့ reading လေးကိုစပြီးမှတက်လိုက်မယ်နော်ဒါလေးကတော့ pi 1ဒါလေးကတော့ pi 2ဒါလေးကတော့ pi 3ပေါ့နော်1 2 3ကိုကစိတ်ထဲမှာ pi ကိုရွေးချယ်လို့မရသေးဘူးဆိုရင်လည်းဗီဒီယိုကိုခဏရပ်ထားပြီးမှကြည့်လို့ရပါတယ် စုရဲ့ဒီ YouTube channel လေးကိုလည်း like subscribe လေးပြုလုပ်ပေးထားပါအောင်เนาะဒီမှာလည်း reading လေးတင်ရတာအရှိလို့ပါပေါ့เนาะအခါကြတော့အခုဆိုရင် file လေးရေးပြီးလောက်ပြီပေါ့เนาะအခါကြတော့ file ကအရင်ဆုံးတက်လိုက်တော့မယ်เนาะအဲ့တော့ခိုင်းလိုပဲပေါ့နော်ကိုယ့်ရဲ့ energy တစ်ဖက်လူရဲ့ energy ကိုအရင်သားမယ်နော်အရင်ဆုံးကိုယ့်ရဲ့ energy ကိုပဲအရင်သားလိုက်ပါမယ်။မြင်ရနော်မြင်ရ ြတယ်ပေါ့နော်မိရဲ့ personal reading နေပြီးကြတဲ့အခါမျိုးမှာအဲမိခေါ်ကတော့သူကတော့ဒါ package ဆိုရင် package မှာကိုတိမိလို့ရမယ့်အရာတွေပေါ့နော်ဒါကတော့အမိရတဲ့မိခေါ်နေကိုစုစည်းထားတာဖြစ်ပါတယ်ဒါပေမဲ့ဒီ package ထဲမှာမပါဘဲနဲ့ပေါ့နော်ကိုအတွက်ကိုထပ်ပြန်သိရှိလို့ရမိခွန်းနေဆိုရင်တော့သူကဟိုဟာ free ကြည့်ပေးပါတယ်ပေါ့နော်ထပ်ပြန်မှာ charge တော့မကောက်ပါဘူးဒီမှာဟို package နဲ့မဆိုင်တဲ့မိခွန်းနေပေါ့နော်ဥပမာဖြစ်ကိုကအချီရေးမေးတယ် မီဒီယာမှာဟိုတခြားပေါ့နော်ဒီလူမှုရေးစီးပွားရေးအဖက်တီကိုတောင်းမယ်ဆိုရင်တော့ခြားခြားထက်ကောက်တယ်ပေါ့နော်ဒါလေးကတော့ဟိုဘယ်လိုပြောမလဲအဲကြောင်ရတွေ့ရတာလေးရှိတော့ reminder လောက်တာပါပေါ့နော်အဲ့တော့အရင်ဆုံးဟိုကကိုယ့်ရဲ့ energy တော့ချမယ်နော် energy မှာတဲ့အခုဘာဖြစ်နေလဲဆိုတော့ခါကြောက်လေကိုကလေတစ်ဖက်လူနဲ့ပတ်သက်ပြီးအောင်မှာရဲ့ကိုဘာမှမလုပ်ချင်ဘူးเนาะဘာမှမလုပ်ချင်ဆိုတာကပြောရင်တစ်ဖက်လူနဲ့အဆင်မပြေဘူးဖြစ်စေဟိုဘာเนาะစကားတွေစကားတွေပြောဆိုရအဆင်မပြေဘူးဖြစ်စေဘောเนาะမိတိကြောင်းအကြောင်းမဖြစ်စေကိုကတဲ့အခုဖြစ်နေတဲ့အနေထားကိုဟိုမျက်ကွယ်ပြပြမှာပါလေဟိုငါဒီတိုင်းလေးပဲ အေးစစလေးခဏလောက်နေချင်လိုက်တာဆိုပေမှာအဲ့လိုမျိုးဖြစ်နေတာမျိုးတွေ့ရတယ်တဲ့ဘာလို့လဲဆိုတော့တဲ့ကို့မှာလေသူမဟုတ်ဖဲနေပေါ့နော်ဒီအခြားသောကို့ကိုလာပြီးမှဖလက်နေတဲ့လူတွေအဲကို့ကိုလာပြီးမှစကားစမီပြောဆိုချင်နေတဲ့ကို့ကိုလာပြီးမှ EA ပေါ့နော်အဲ့လိုမျိုးအနေထားပဲဖြစ်နေတာမျိုးတွေ့ရတယ်အဲ့တော့တဲ့ကို့ွားတဲ့အချစ်တဲ့နဲ့အချစ်ဟာပြောရင်ကို့ဘက်မှာအချစ်တဲ့ပေါ်နေပေါ့နော်အချစ်တဲ့ဆိုတာဟိုလိုမျိုးကြီး ဟိုအတီးတစားအချက်တော်မဟုတ်ဘူးဒါပေမဲ့ကိုယ်လာပြီးမှစကားပြောတဲ့လူကိုယ်ကိုလာပြီးမှသဘောကျနေတဲ့လူဖြစ်ရှိနေတာမျိုးတွေ့ရတယ်တဲ့အဲ့တော့လေကိုဝါတဲ့အခုချိန်မှာဘလို့ဖြစ်နေလဲဆိုတဲ့ခါကြတော့တဲ့ဟိုကိုယ်ဘာမှမစဉ်းစားချင်ဘူးပေါ့နော်သူနဲ့ပတ်သက်ပြီးမှလည်းဘာအရှင်မမယူချင်ဘူးအချက်တော်ကိုလည်းဒီအသက်ကိုယ်ကိုလာပြီးမှလာဖလက်တဲ့လူကိုလည်းကိုယ်ဘာမှပြန်ပြောချင်ဘူးတဲ့အဲ့လိုမျိုးအနေထားမျိုးနဲ့ကိုယ်ဝေခွဲမရဖြစ်နေတာမျိုးတွေ့ရတယ်နောက်တစ်ခုကကြတော့တဲ့အဓိကဘာလဲဆိုတော့ ိုကိုကပေါ့နော်ဒီလူနဲ့ငါနဲ့ကရှေ့ဆက်သွားနေတာဖြစ်ကောဖြစ်နိုင်မှာမလားငါတို့လေထဲတိုက်အိမ်များစောက်တလို့ဖြစ်နေမလားပေါ့နော်အဲ့လိုမျိုးကိုကတွေးနေရမျိုးရှိရဲ့တဲ့ပြီးတော့လေကိုကဘယ်လိုမျိုးထင်နေလဲဆိုတာခါကြတော့တဲ့ဒီအခုကိုစိတ်ထဲမှာတွေးနေတဲ့လူနဲ့ပတ်သက်ပြန်မလीငါတို့ကအနေဝေးနေတာငါတို့ညောက်ကမဖြစ်နိုင်ပါဘူးငါတို့ကလူမျိုးဘာသာအသက်ရွယ် ဲ့လိုတခုခုခြားနားနေပါเนาะစုံစည်းဖို့မလွယ်ဘူးပေါ့အဲ့လိုမျိုးအနေအထားမျိုးကိုကိုတွေးနေရမျိုးရှိတယ်ဒီမှာတော့ temperature ဆိုရင်တော့ပုံမှန်ဆိုတော့တယောက်နဲ့တယောက်ပုံပြီးမှနှီးဆက်သွားတယ်ပေါ့နော်အဲ့လိုမျိုးတော့အတိတ်ပဲရတယ်ပဲလေတမောတော့ဒီအဲ့3 hour cups တို့2 hour ဆက်တို့နဲ့ပါလာတဲ့ခါကြတော့လေငါတို့နှစ်ယောက်ကတခုခုပေါ့နော်ခြားနားနေခြားနားမှုတွေများနေတယ်စုံစည်းဖို့ရမလွယ်ဆိုတဲ့အနေအထားမျိုးဖြစ်နေတယ်လို့ပဲပြောပြရစီအဲ့ရောတဲ့တစ်ဖက်တူအောင်ကိုပေါ့ဘယ်လိုတွေးနေလဲတဲ့ ွားလဲတဲ့ကိုယ့်ဘောဘယ်လိုတွေးနေလဲဆိုတဲ့ခါကျတော့လေဒီအမျိုးသမီးသမဟုတ်ဒီအမျိုးသားပေါ့နော်ဟိုအမျိုးသားအမျိုးသမီးရောကြည့်လို့ရပါတယ် LGBT လည်းကြည့်လို့ရတယ်ပေါ့နော်တပတ်လူွားတဲ့ကိုယ့်ဘယ်လိုမျိုးတွေးနေလဲဆိုတော့ဒီလူွားပေါ့နော်ဒီကိုွားပေါ့ကိုွားသူ့ပေါ့မှာတဲ့ဖြောင်းမုန်းလုံးနဲ့ထိမ့်ထုတ်လုံးနဲ့အဲ့လိုမျိုးအနေထားမျိုးဖြစ်နေရမျိုးတွေ့ရတယ်သူခံစားနေရတယ်ပေါ့နော်နောက်ပြီးတော့ဒီ तू ကလဲတဲ့ကိုနဲ့ပတ်သက်ပြီးအောင်ပါလေဟိုအပြောင်းလဲတစ်ခုလုပ်ချင်နေပေါ့နော်ဟို ပြက်ရင်လည်းပြက်ဆိုက်ရင်လည်းဆက်ပေါ့အဲ့လိုမျိုးအနေထားမျိုးဖြစ်နေရမျိုးတွေ့ရတယ်နောက်တစ်ခုကတဲ့သူ့မှာက तू ကလည်းစမ်းပွက်နေနော်ဒီလား तू ကလည်းစမ်းပွက်နေတယ် तू နှစ်သက်သဘောကျတဲ့လူကြီးရှိရဲ့သူ့ရဲ့ပတ်ဝန်းကျင်မှာ तू ကိုသဘောကျနေတဲ့လူကြွေနေတဲ့လူတွေရှိတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီမှာ let's your cups ပါလာတော့လေ तू ကသူ့မှာကိုယ့်အပြင်အခြားသောသူ့ကို နှစ်သက်သဘောကျနေသူမျိုးတွေရှိရမျိုးတွေ့ရတယ်။ပြီးတော့တူကလေကိုနဲ့ပတ်သက်ပြန်ပါလေကိုနဲ့အဲ့လိုအရင်တော့အချိန်ကြီးပေါ့နော်။ဒီအရင်တော့အချိန်ကြီးဆိုတာကကိုနဲ့ပျော်ခဲ့ရတဲ့အချိန်ကြီးကိုကြည်နူးခဲ့ရတဲ့အချိန်ကြီးကိုသူပတိရနေရမျိုးတွေ့ရတယ်တဲ့။အဲ့ရောတဲ့သူကကိုယ့်ကိုဘာတွေဖုံးကွက်တာလဲပေါ့နော်။ဘာတွေဖုံးကွက်တာလဲ။အဲဘာတွေဖုံးကွက်တာလဲဆိုတော့ခါကြတော့လေ။ ူဘက်ကပြက်သားခြင်းနေနော်သူဘက်ကပြက်သားခြင်းနေပြီကိုနဲ့ပတ်သက်ပြီးရမှသူရတံပလိုက်ချပြီနော်ဓာတ်ပေါ့သူဘက်မှာဓာတ်ကိုပဲတွေ့ရတယ်ဒီဓာတ်ကြီးကောင်းကောင်းဓာတ်လို့တော့မခံစားရအောင်ပေါ့နော်ကောင်းကောင်းဓာတ်ဆိုတာကအဲ့လိုတချို့လဲဒီလိုကအချိန်ကြီးကလုံးဝပြောင်းပြောင်းမှခုံပြောင်းလဲသွားတာမျိုးရှိတယ်ဒါပေမဲ့ဒီမှာကတော့ဓာတ်လုံးဝအဲ့လိုပြည့်စဲသွားတဲ့အနေအထားမျိုးပဲတွေ့ရတယ်နော် ာလို့လဲဘာလို့လဲဆိုတော့လေသူ ਆ တဲ့သူ ਆ နဲ့သူသူ ਆ အေးနေကြသူကသူပဲ focus ပြမှာနေကြတာနော်ကိုနဲ့သူနဲ့ကြားထဲမှာစိတ်သဘောထားမတိုက်ဆိုင်မှုတွေအငင်းခုန်ဖြစ်ရတာတွေရံဖြစ်ရတာတွေအဲ့ဒီဟာတွေကို तू စိတ်ကုန်နေပြီပေါ့အဲ့လိုမျိုးတွေးနေရမျိုးတွေးရတယ်အဲ့ဒီခါကျတော့တဲ့ romance အင်တာနက်ကြည့်ပြီးမယ်နော် ကိုထုံပြောသေးတာပဲရှိမှာပေါ့နော်သူဘာတွေဖုံးခွက်တာလဲဆိုတော့မလေးဟောဖိုင်ဝမ်နိုရဲ့ promise အင်ဂျင်ကြီးရဲ့ဒီမှာဒီလိုမျိုးဖတ်ပြရအောင်ဆောက်ထုံးမခုံရင်ဖြစ်နေတာပေါ့နော်ကြာဒီ relationship ကတော့ rocky ပေါ့ခက်ခဲကြမ်းတမ်းနေတဲ့အထက် reconciliation နဲ့ အဲဟုတ်တယ်သူ့ဘက်မှာအခြားသောဒီအတိတ်ကပသက်ဖူးတဲ့သူပြန်ဝင်လာတာသူမဟုတ်သူ့မှာကိုယ်နဲ့ပတ်သက်တဲ့ဒီအတိတ်ကအကြောင်းအရာတွေကိုတွေးဖြစ်မှသူ့ဘက်ကအစမပြေဘူးလို့ခံစားရတာပါနော်အဲ့လိုမျိုးဖြစ်တတ်တယ်အဆမ်ဝမ်ဆိုတဲ့ခါကျတော့လေအတိတ်ကလူဖြစ်ဖို့ပူပါများလိမ့်မယ်နော်အဲ့ခါကျတော့တဲ့သူကဘာတွေဖုံးကွယ်တာလဲဆိုတော့လေ စနလိုမျိုးပေါ့သူရဲ့အတိတ်ကလူပြန်လာပြီးမှပတ်သက်နေတာဒါမှမဟုတ်ရင် तू ကကိုယ်နဲ့ပတ်သက်ပြီးမှတဲ့ဒီ relationship ကိုရက်စဲဖို့ तू တားဆူနေရပေါ့နော် तू तू ဆန္ဒရှိနေရဆိုတဲ့ဟာကိုတွေ့ရပါတယ်ဒါလေးကတော့ phi 1တို့အတွက် reading ဖြစ်ပါတယ်ထက်ကရပါထက်က YouTube မှာပြလို့ရမှာဖြစ်မရတာအဲ့ဒီ makeup ပုံမျိုးပဲထက်တယ် အဲ့ဒါအဲ့တော့ pipe 1 dot redeem ဖြစ်ပါတယ်ပြီးတော့ဒီ pipe 2ပေါ့နော် pipe 2ကိုသွားကြမယ် pipe 2อืมโอเค pipe 2ရဲ့လက်ရှိ energy ကိုကြည့်လိုက်မယ်နော် ော့ကိုယ့်ရဲ့ energy ဒါကိုယ့်ရဲ့ energy ကဒါတစ်ဖက်လေး energy က တော့ကိုယ့်ရဲ့ energy ကိုကြည့်လိုက်ရအောင်เนาะကိုယ့်ရဲ့ energy ကတော့လေအခုချိန်မှာတဖက်လူကိုကိုယ်ဘယ်လိုမျိုးမြင်နေလဲဆိုတဲ့ခါကြတော့လေသူအားရကိုယ့်ရဲ့အကိုတော့အချစ်သက်ဖြစ်နေမယ်เนาะအဓိကဘယ်လိုမျိုးလဲဆိုတော့ crush တွေများလိမ့်မယ်လို့ယူဆတယ်เนาะ crush တွေများလို့များတယ်လို့ယူဆမယ်အဲဘာလို့လဲဆိုတော့ page ဆိုတော့လေ ိုရှင်ထဲမှာအခုမှရှုတုံရှန်တန်းဖုတ်တဖတ်တာဖြစ်တဲ့အနေအထားမျိုးလေးပဲဖြစ်နေရမျိုးတွေ့ရတယ်တဲ့သူတို့ကတက်ပြီးရမှာတဲ့ကိုကတဲ့ဘယ်လိုမျိုးဖြစ်နေလဲဆိုတဲ့ခါကြတော့လေသူကဒီကဲလာကလေးဟိုက page နဲ့စတာဆိုတော့လေကိုကအရင်ရောသူ့ပေါ်မှာအလိုချစ်မိသွားပြီးအရင်ရောဆက်လက်နေပါပြီဆိုတဲ့အနေအထားမျိုးတော့မတွေ့ရဘူးဒါသည် situation ရှိဖြစ်စေ crash ဖြစ်စေနောက်ပြီးတော့ဒီ relationship ဖြစ်စီပေါ့နော် RSD မှာဆိုရင်လည်းဒီတွဲကစားအနေထားမျိုးလေးတွေကိုပြင်ရမျိုးတွေ့ရတယ်ပြီးတော့တဲ့ကိုကတဲ့ကိုကနဲ့ကိုလည်းအစံပြေတယ်ကိုကကိုတကူတိုင်းလည်းတောက်ပါနိုင်တယ်ကိုကဘာကြီးကပြေဆုံးပြီးသားပေါ့နော်ပြီးတော့လေဟိုကိုကဘယ်လိုမျိုးခံယူထားလဲဆိုတဲ့ခါကြတော့လေငါပေးရင်ပေးတလောက်ပြင်ရမယ်ပေးရင်များတဲ့ဆက်ဆက်နေမယ်ငါလိုချင်တယ်အဲ့လိုမျိုးအနေထားမျိုးဖြစ်နေရမျိုးတွေ့ရတယ်ဘယ်လိုပြောမလဲတစ်ဖက်လူအပေါ်ကိုအရင်ဆွဲလိုက်မျက်နှာနေရမျိုးနဲ့ရှင်ရင် ခုကိုပုံရွေးမှချစ်မြတ်နေရဲဆိုတဲ့အနေအထားမျိုးကိုတွေ့ရတယ်ပေါ့နော်ပြီးတော့လေကိုကတဲ့တပတ်လူကိုအသဘောကျတယ်စိုက်နှက်တတ်တယ်အဲ့လောက်အနေအထားမျိုးပဲဖြစ်နေရမျိုးကိုတွေ့ရတယ်ဒီကနေ့လက်တွေ့မှာကိုကတဲ့ကိုရဲ့ជីវਾတုတ်တက်ရတုတ်တက်ကြအောင်ပဲကိုပုံရွေးမှအာရုံစိုက်တယ်ပေါ့နော်ပြီးတော့လေကိုကတဲ့တပတ်လူနဲ့ပတ်သက်ပြီးမှလည်းဟိုဘယ်လိုပြောမလဲကိုကြိုက်နေတယ်ကိုစိုက်နှက်တတ်နေတဲ့သဘောကျတယ်ပေါ့နော်ကို crush နေတဲ့အကြောင်းကိုကွာတဲ့သူမြင်အောင်မ မပြအောင်ပေါ့နော်ပြောချင်တာကကိုကြိုက်နေရဆိုရင်ဒါဟိုသူ့အမေမှာတော့သူကကိုကိုကြိုက်တယ်မဟုတ်ကိုကသူ့ကိုကြိုက်နေလို့မခံစားရအောင်ပေါ့နော်ဟိုကိုကသူ့ကိုကြိုက်တယ်လို့မကြိုက်တယ်လို့လို့အဲပုံမှန်ပါပဲပေါ့ဘာညာပေါ့အဲအဲ့လိုမျိုးအနေထားမျိုးနဲ့ပဲကိုကနေနေတာမျိုးတွေ့ရတယ်နော်အဲ့ရောတဖက်လူပါရောတဲ့ကိုပေါ့ရဲ့ဘယ်လိုဖြစ်နေလဲပေါ့နော် ူကလေခုချိန်မှာဘယ်လိုမျိုးဖြစ်နေလဲဆိုတဲ့အခါကျတော့လေသူကတဲ့ကိုအစ်တရင်ခုန်ချစ်မြတ်လို့နေရလို့သူခံစားနေရတယ်ပေါ့နော်ရှင်ခုချစ်မှတ်နေရလို့သူခံစားနေရတယ်ဒါမဲတဲ့ကိုယ့်ရဲ့ဒီပေါ့နော်သူ့ကိုကြိုက်တယ်လို့မကြိုက်တယ်လို့အမှုရာတွေကြောင်းမလို့တဲ့မမဆောင်လို့လုပ်တဲ့အမှုရာတွေကြောင်းမလို့သူနည်းနည်းကိုယ်နဲ့ပတ်သက်ပြီးမှဘာဆက်လွှမ်းမှာမသိပဲနဲ့လीအ လမ်းပြောင်များမျိုးတွေ့ရတယ်ပြီးတော့လေ तू आ ရှေ့တော့မှာလားနောက်ဆက်မှာလားမသိဘူးအဲ့ဒီခါကျတော့တဲ့ तू आ တဲ့ကိုနှစ်ပတ်သက်ပြီးရောမှာကိုဘက်ကသူ့ကိုရေလာမြောင်းပြီးပြန်လောက်တာမျိုးတွေမတွေ့ရဘူးအဲ့ခါကျတော့ဟိုကိုကလေသူ့ကိုအကြိုက်မလို့လောက်ပြီးရောကိုကခြေနေပေါ့အဲအဲ့လိုမျိုးခြေနေတဲ့ခါကျတော့လေ तू आ ရှေ့တော့မှာလို့လို့နောက်ဆက်မှာလို့လို့နဲ့လေဒီရှိရင်ဆိုအနေထားမှာပဲ तू နေနေရမျိုးတွေ့ရတယ်နော်အဲ့ခါကျတော့တဲ့သူ့ဘက်ကလေကိုကိုတဲ့ကိုနဲ့ပေါင်းဖက်လို့ရတဲ့ဆန္ဒရှိရပါတော့ပြောရင်တော့ ဆွလက်မိပြီးအခြေပေါ့အဲဆွလက်နေပြီးပြီဆိုတဲ့အနေအထားမျိုးသူဖြစ်နေရမျိုးရှိရဲ့တကယ်တဲ့တွေ့မှာကြတော့လေသူကလေဟိုဘယ်လိုပြောမလဲငါရှိတိုးလာရင်ကောင်းမလားနောက်ဆုံးလာရင်ကောင်းမလားပေါ့နော်အဲ့လိုမျိုးနဲ့သူနည်းနည်းစိတ်ထွေပြားနေရမျိုးတွေ့ရတယ်နော်ဒါကတော့သူ့ဘက်က energy ပေါ့ကိုယ့်ဘက်က energy ကြိုက်တယ်ဆိုရင်သူ့ဘက်ကလည်းကြိုက်ပါမယ်ပေါ့နော်ဒါပေမဲ့လေဒီ RS crash ace အ S လည်းကြည့်လို့ရပါတယ် S ကိုထည့်ပြောလိုက်နော်ဆောင်းတာတော့လေအကောင်လုံးကြည့်လို့ရတယ်ပေါ့နော်အကောင်လုံးကြည့်လို့ရတယ်ဆိုတော့အခါကြတော့လေဘယ်လိုပဲမလဲ group တောင်းခုရဲနေတော့လေအလုံးမြက်ကြည့်ရလူအလုံးနေရတော့ဟို energy ထပ်တူကြမှာတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့တရားမှာ80လောက်ထပ်တူကြတယ်ဆိုရင်တော့မတော်တော်လေးကိုမှန်နေပြီပေါ့နော်နင်ပါကတ်ကြောက်ဟောရရဒါကြည့်လို့ရ ဒါပြန်ပြလို့ရတယ်အခါကြတော့တဲ့ဘာဆက်ဖြစ်မလဲဆိုရင်တော့လေကိုကကိုဘက်ကလိုပဲယူစားတယ်ဟုတ်ကိုဘက်ကလိုပဲယူစားတယ်ဟိုကိုဘက်ကလေဟိုမနာရီခြေတန်းတင်နေမှာလေအခြေကြီးတင်နေရပေါ့နော်အဲ့လိုမျိုးပဲဆက်ဖြစ်နေမယ်လို့လို့ယူစားတယ်ပေါ့နော်ဒါကတော့ဒါစိတ်ထဲမှာတွေ့တာကိုပြောလိုက်တာပါပေါ့နော်ဟိုဘယ်လိုလဲဆိုတဲ့အခါကျတော့လေ ဒါတရော့ဆရာဆိုတာကကိုယ့်ရဲ့ intuition ကိုအသုံးချရတယ်။ဘာသာရေးများလို့ရတယ်ပြီးတော့အနေထိုင်စားတော့စင်ချင်အဲပြောရတယ်ပေါ့နော်။အဲ့တော့ဒါကတော့ဒါအစနာတွေ့ရတဲ့ဟာကိုပြောလိုက်တာ။အခုသူ့ဘက်ကဘာကြီးဖုံးကွယ်တာလဲဆိုတဲ့ဟာကိုကြည့်ပြီးသားပါနော်။ဒီ topic နဲ့မလွဲတော့ဘူးပေါ့။ ောတဲ့အပြောင်းလဲတစ်ခုအရောဖြစ်လိမ့်မယ်နော်ဒီလားသူ့ဘက်က80ဒေါ်လာဒါမှမဟုတ်လဲလုံးလုံးကြီးဆုတ်သွားတာအဲ့လိုမျိုးတွေ့ရတယ်နော်ဒီလားဘယ်လိုမျိုးလဲဆိုတဲ့အခါကျတော့တဲ့သူ ਆ တဲ့ဘာတွေဖုံးကွယ်တာလဲဆိုတော့လေသူ့စိတ်ထဲမှာနော်ကိုနဲ့ပတ်သက်ပြန်မှလေသူအပြောင်းလဲတစ်ခုလှုပ်ချင်နေရမျိုးတွေ့ရတယ်ဒီလားအပြောင်းအလဲတစ်ခုလောက်ချင်တာမျိုးတွေ့ရတယ်ပေါ့နော်။ဘာတွေဖုံးခွက်တာလဲဟိုလိုမျိုးတပ်ပါဆန်နဲ့တပ်ပါတီတွေဝင်နေတာမျိုးတော့မဟုတ်ဘူး။ဒါမဲ့လေကိုွားတဲ့ သူ့ရဲ့အမြင်မှာကိုကပြီးပြည့်စုံတယ်ဗောနော်ပြီးပြည့်စုံတယ်ဆိုတာကဘယ်လိုပြောမလဲဟို materialistic ပေါ့ဟိုဒါသူရွေးချယ်တဲ့လူပဲလို့သူတွေးနေရမျိုးရှိရယ်သူနဲ့ဆိုရင်ကိုကအဲဘောသူနဲ့ဆိုရင်လည်းအဲ့လိုပေါ့တစ်ဖက်လူကပေါ့ကိုနဲ့ဆိုရင်ပြည့်စုံတဲ့မိသားစုဘဝပေါ့နော်အဲ့ဒီဘဝကိုတည်ထောင်နိုင်မယ်လို့ယူဆတယ်သူ့ဘဝကြီးကိုပြောင်းလဲပေးနိုင်မယ်လို့လည်းသူ့ဘဝကြီးဆိုတော့ကဟိုဘယ်လိုပြောမလဲ သူ့ဘာကြီးကိုပြောင်းလဲပေးနိုင်မယ်ဆိုတာကွာသူလိုချင်တဲ့အနေထားပေါ့နော်ဟိုသူမျှော်လင့်ထားတဲ့ဘဝတစ်ခုပေါ့သူပေးဆွနိုင်ကိုဘာကိုနဲ့ဆိုရင် तू ကအဲ့လိုသူလိုချင်တဲ့အနေထားတစ်ခုကို तू ရောက်ရှိမယ်ပေါ့ဟဲ့အဲ့လိုမျိုးပြောင်းလဲထားလိမ့်မယ်လို့ तू ကယူဆထားတယ်ပေါ့နော်ဘာဖြစ်ဖွယ်တာလဲဆိုတော့ तू တွေးနေတဲ့ဟာကြီးပေါ့နော် तू အုံနောက်ထဲမှာရှိနေတဲ့ဟာကြီး ဒီဟာလေးတွေကိုတွေ့ရပါတယ်ဒါပေမဲ့အစနာလိုပဲပေါ့နော်ဘာဆက်ဖြစ်မလဲဆိုရင်တော့လေကိုယ့်ဘက်ကမာနတခွဲသားကြီးနဲ့လေနေနေရာမျိုးကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ဟိုဘယ်လိုပဲမလဲကိုကြရင်လေအရင်မမူပါနဲ့ပေါ့နော်အဆင်ပြေရဲ့အဆင်ပြေရဲ့ relationship လေးဖြစ်လာပေါ့မြင်တယ်ပေါ့နော်အဲ့ဒီခါကျတော့အရင်မမူကြပါနဲ့လို့အကြလေးဖြစ်စီမိန်ကလေးဖြစ်စီပေါ့နော်အဲ့ရောတဲ့ point 3သွားမယ်နော် point 3 pantry တို့ကတဲ့အခုလက်ရှိပေါ့နော်ဘုဘက်က energy check ပေါ့ ရောတဲ့ pine tree တို့တဲ့ကိုယ့်ရဲ့ energy ကိုအရင်ချက်လိုက်မယ်နော် ဲ့တော့တဲ့ pine tree လို့ ਆ တဲ့အခုချိန်မှာကိုကဘယ်လိုဖြစ်နေလဲဆိုတော့ခါကြတယ်လေကိုကတဲ့မနိုင်တစ်ခွက်သားနဲ့ကိုစင်ပေါ်ရပဲဆိုပြီးပမာလေကိုကအဲ့လိုဘယ်လိုလဲချစ်ချင်းမေတ္တာတရားထက်ပါနော်ကိုရဲ့မမနာကိုဦးစားပေးနေရမျိုးကိုတွေ့ရတယ်တစ်ဖက်လူနဲ့ပတ်သက်ပြီးရမှာတဲ့ကိုကတဲ့တစ်ဖက်လူနဲ့ပတ်သက်ပြီးရမှာဟိုသူနဲ့သူပိုင်များဆက်လုပ်မလဲပေါ့နော်ကိုစိတ်ချင်ခံလာရတဲ့အော်အနေထားမျိုးပေါ့နော်ပြောချင်တဲ့အတိပ္ပယ်တိကိုက romantic ဖြစ်တာလေးကိုလိုချင်တယ်ဆိုရင်သူဘက်ကအဲ့လို romantic ဖြစ်တဲ့အရာလေးတွေကိုများဖန်တီးပေးမလားပေါ့အဲကိုလိုချင်တာလေးတွေကိုများသူများပေးစပ်နိုင်မလားဆိုပြီးမှကိုယ်ဆောင်ကြည့်နေရမှရှိရဲ့တဲ့ဟိုကိုကလေဟိုကိုလိုချင်တဲ့အနေထားကိုသူမပေးစပ်နိုင်ဘူးဆိုရင်လေကိုဘက်ကရတလိုက်ပေါ့အဆင်သင့်မယ်ပေါ့နော်ဘာလို့လဲဆိုတော့ကိုကတဲ့ကိုကနဲ့ကိုကိုအဆင်ပြေပြီးသားပေါ့နော်ငါကလည်းငါတယောက်တည်းလဲငါအဆင်ပြေတယ်ပေါ့အဲ့လိုမျိုးဖြစ်တာမျိုးတွေ့ရတဲ့ဒါပေမဲ့လေကိုကတဲ့ဟိုဘလို့ပဲမနာရင်းနဲ့ပေါ့နော်အဲ့လိုမူနေပါစေတဲ့ ကိုယ့်ရဲ့စိတ်ထဲမှာတော့သူနဲ့ကိုယ်နဲ့ကပေါင်းဖက်လို့ရဆန္ဒရှိရပေါ့နော်ဒါဟိုအကုန်လုံးတက်ပေါ့နော်ပေါင်းဖက်လို့ရဆန္ဒရှိရဒါမဲ့တဲ့ကိုယ်ကလေတကယ်တမ်းကြတော့တဲ့အဲ့လိုဆန္ဒရှိပေမဲ့လေကိုယ့်စိတ်ထဲမှာကိုယ်ကဟိုကလည်းလူကျင်တယ်တရားလည်းလူကျင်တယ်ပြောချင်တာကကိုယ်ကဟိုဘယ်လိုရမလဲအဲ့တို့လည်းလူကျင်တယ်ငါအခြေရလဲဦးစားပေးတဲ့ပညာရေးလည်းရှိသေးတယ်။အမှလူမှုရေးစီးပွားရေးပေါ့နော်။အမှတ်အဆက်ဆက်အရာသူကိုတွေးနေရမျိုးရှိရပေါ့နော်။နောက်ပြီးတော့လေ ကို့မှာတဲ့သူ့ပြင်အခြားသောရွေးချယ်စရာလေးရှိနေရမျိုးကိုလည်းတွေ့ရတယ်ပေါ့နော်ဒါကတော့ကို့ဘက်က energy ဖြစ်ပါတယ်အဲ့တော့တဲ့သူ့ဘက်ကသူ့ဘက်ကတော့တဲ့ဘယ်လိုမျိုးတွေ့ရလဲဆိုတဲ့ခါကြတော့လေသူ့ဘက်ကဘယ်လိုမျိုးတွေ့ရလဲဆိုတော့တဲ့ကို့ရဲ့ဒီမာနတွေကိုသူနည်းနည်းစိတ်ကုန်နေတဲ့ပုံစံမျိုးရှိရပေါ့နော်ဟိုသူ့ရဲ့ ူကဘယ်လိုဖြစ်နေလဲဆိုတာခါကြတော့ကိုယ့်ရဲ့ဒီဟို crash ဆိုရင်လည်းကိုကကိုကလည်း crash တယ်ကိုကလည်းချိန်သေးရပါအဲ့လိုပုံစံမျိုးဖြစ်နေရ situation ရှင်းမှာဆိုရင်လည်းကိုဘက်ကဟိုဘယ်လိုပြောမလဲကိုကအဲ့လိုကိုယ့်ရဲ့မနာကိုဦးစားပေးရတဲ့အတွက်ကြောင့်မလို့ပေါ့နော်သူဘက်ကအဲဒီလူနဲ့ငါနဲ့အဆင်ပြေပါမလားဖြစ်ပါမလား RS ဖြစ်သွားရင်ဘယ်လိုလုပ်မလဲပေါ့နော်အခုတော့မှကိုကမနာရည်ကြီးနေရပါဘောအဲ့လိုမျိုးသူတွေးနေရမျိုးရှိရယ် RSD ဆိုရင်လည်းအဓိကမလေးကငါ့ကို နိုင်စားလိုက်တာပေါ့အဲဒီကောင်လေးဒီကောင်မလေးငါနိုင်စားလိုက်တာဆိုမှသူတွေးနေရမျိုးရှိရဲ့တဲ့ပြီးတော့လေ तू ကလေကိုယ့်ရဲ့ဒီတကူတဲ့ဟိုကိုကနဲ့ကိုလည်းအဆင်ပြေရဲ့ပေါ့ငါငါတယောက်ထဲလဲရှင်းတတ်နိုင်နေဆိုတော့ခစားချက်ကိုလေ तू ကတိရနော် तू တိတယ်အဲ့ဒါနဲ့ပတ်သက်ပြမလဲ तू ကိုကိုအဲငါတို့ညအောင်ရေးရှိဆိုရင်ဘလို့ဆက်သွားမလဲဆိုပြမလေ तू ဘက်ကစဉ်းစားနေရမျိုးရှိရဲ့ပေါ့နော်အဲ့တော့အဲ့ဒါ तू ဘက်ကလေဘလို့ဖြစ်နေလဲဆိုတော့ခါကြတော့လေကိုသူ့တော်ကိုကောင်းတဲ့ လောင်သူရွေးချင်တယ်เนาะပြောချင်တာကကိုနဲ့ရှောက်ကြည့်လို့အဆင်ပြေလားအဆင်ပြေဆိုကိုဆက်ရှောက်မယ်အဲတကယ်လို့ကိုနဲ့အဆင်ပြေဆိုရင်လေသူလုံးတက်လာသူလုံးမယ်ပေါ့အဲ့လိုမျိုးသူတွေးနေရမျိုးရှိတယ်เนาะနောက်ပြီးတော့လေသူနဲ့ကိုနဲ့ကြားမှာတဲ့ chemistry မရှိဘူးဆိုတာမျိုးတွေ့ရတယ်เนาะဒီလား chemistry မရှိဘူးလို့အတက် attraction မရှိနေဘူးလို့သူခံစားနေရတယ်ပြီးတော့လေသူကိုယ်တိုင်းကလည်းတဲ့ဟိုကိုနဲ့ပြန်မြတ်မအဲ့လိုပြန်လဲကောင်းမလားအောင်တိဆောင်မဲ့အစားပေါ့နော်သူကလည်းသူ့ရဲ့ ဒီအောင်မြင်မှုကိုပဲသူအသာပေးနေရမျိုးတွေ့ရတယ်နော်ရောရဲသူ့ဘက်ကဘာတွေဖုံးကွယ်ထားလဲပေါ့နော်တခြားချစ်ချင်အောင်တော်သေးရဲ့ကားလိုက်လို့ star ပါเนาะ star ဆိုရက်ကတ်ကြပါတယ်ပါရီဖုံးကွယ်လာလဲဆိုတော့လေအဲသူဟာကိုယ်ကိုမချစ်တာတော့မဟုတ်ဘူးချစ်တော့ချစ်တယ်ဒါမဲ့ ဟိုကို့ကိုလည်းချစ်တယ်ပေါ့နော် तू ကလေဘယ်လိုပြောရမလဲကို့ကိုလည်းချစ်တယ်ဒါမဲ့ तू ကလည်း तू ပတ်ဝန်းကျင်မှာ तू ကလည်းစမ်းပွက်နေရတယ်သူနော် तू အားကြနေကြတဲ့လူတွေ तू ကိုကြိတ်ကြွေနေရတဲ့လူတွေအဲ့လိုမျိုးလူတွေရှိနေတယ်တဲ့ပြီးတော့လေဟို तू ကကိုယ်နဲ့ပတ်သက်ပြန်มาလေဟိုဘယ်လိုမျိုးလဲဆိုတဲ့အခါကျတော့ ဘယ်လိုမျိုးဖုံးကွက်ထားရလဲဆိုတဲ့အခါကျတော့လေဟိုဒါကတော့အခုကဖုံးကွက်ရတဲ့ topic ဆိုတော့လေဖုံးကွက်ရတဲ့အကြောင်းပဲသွားမယ်အဲသူနဲ့ကိုနိုင်ချာမှာကိုရိုနာကရေဆက်ရှိသလောက်ဆုံတွေ့ကြတယ်ပေါ့နော်ရေဆက်ကုန်တော့လည်းကုန်သလိုပေါ့အဲ့လိုမျိုးသူတွေ့နေရမျိုးရှိတယ်ဒါပေမဲ့ဟိုဘယ်လိုမလဲကို့မချစ်တာတော့မဟုတ်ဘူးเนาะကို့ကိုချစ်တယ်เนาะ तू ကကိုနဲ့ပတ်သက်ပြီးမှပုံမကောင်းမွန်တဲ့အနာဂတ်တွေအမှတ်တရတွေအဲကာလလေးတွေကို तू ဖန်တီးချင်တယ်ဒါပေမဲ့တဲ့ तू อ่ะ तू စဉ်းစားနေပါเนาะဟိုဖန်တီးဖို့အစီအစဉ်ကတော့ तू ရှိရဲဒါပေမဲ့လက်တွေမှာ तू အကောင့်ထဲမပေါ်နိုင်သေးဘူးဘာလို့လဲဆိုတော့လीအစောနာ energy check တဲ့အတိုင်းပဲပေါ့เนาะဒီကိုယ့်ရဲ့ဒီမနာလေးတစ်ခွဲသားလေးဖြစ်နေတဲ့ဟာလေး ਨੇ ပတ်သက်ပြီးအောင်ပါပေါ့ तू ရေရှည်သွားလို့အဆင်ပြေပါမလားဆိုပြီးမှ तू တွေးပူများမျိုးရှိခဲ့ပေါ့เนาะအဲ့ဒါကြတော့ find 3တို့အရင်မနာမကြည့်ပါနဲ့ပေါ့เนาะကိုကလည်းကိုဘက်ကချစ်ချင်းမြတ်တာတွေကိုထုတ်ပြလိုက်ပါ အဲတကယ်လို့ကိုကလည်းကိုကကိုတကယ်အဆင်ပြေတာမှန်တယ်ဆိုရင်တော့ပေါ့နော်ဒါကတော့ဟိုကိုကြိုက်တာရွေးချယ်လို့ရပါတယ်ဒါပေမဲ့ဟိုတယောက်နဲ့တယောက်ပေါ့နော်အပြန်အလှန်ချစ်ကြတယ်ဆိုရင်တော့ဟိုကိုဘက်က short တနာလေးတွေ short ရပါတယ်ပေါ့နော်တယောက်နဲ့တယောက်ညှိနှိုင်းရပါတယ်ပေါ့ဒါလေးကတော့ fine tree ပေါ့နော်အဲ fine tree တော့ကိုရဲ့ romance angel လေးကြည့်ပေးလိုက်ပါနော် forgiving and learning ဟုတ်တယ် ကြာ Pine Tree တော့လည်းနည်းကွိုင်းနေတယ်ထင်တယ်ကွိုင်းနေဆိုတာလေပြောချင်တာက Pine Tree တော့ရဲ့ပုံစံကတစ်ဖက်လူနဲ့ပတ်သက်ပြီးမှလေတစ်ဖက်လူကမှားခဲ့တဲ့အရာတွေပါတယ်ရှိတယ်ဆိုရင်ကိုကအဲ့ဒါတွေမှတ်ထားပြီးမှလေတခုခုဆိုရင်ကိုပြန်ပြီးမှပြောဖို့ရတယ် Forgiving and Learning နဲ့တိလားသူ့ဘက်ကလေလူဆိုတာပြီးပြည့်စုံတယ်တော့မရှိဘူးပေါ့နော်ခွင့်လွှတ်လို့ရတဲ့အမှားဆိုရင်တော့ခွင့်လွှတ်ပေးလိုက်ပါအဲဒါမဲ့အကောင်လုံးတော့ခွင့်လွှတ်ရမှာမလို့ပါဘူး ွက်လွတ်လွတ်ရတဲ့ဟာကိုပဲခွက်လွတ်ပြီးပါခွက်လွတ်လွတ်မရတဲ့ဟာကိုတော့ကိုဘက်ကပြောစရာရှိတာကိုပြောပါပါเนาะအဲ့တော့ပဲဒါလေးကတော့ find 3တော့ဖြစ်ပါတယ်အဲ့တော့ဒီနေ့ reading လေးကတော့ဒီလောက်ပါပဲနောက်ထပ်လဲ live တွေထပ်ပြန်မှလွှင့်ပြီးပို့အစီအစဉ်ရှိပါတယ်ပေါ့เนาะအဲ့ခါကျတော့ဒီ Sutter Rock channel လေးကို like and subscribe